နှစ်ပေါင်း84နှစ်ရှိသွားပြီဥမေအောင်လိုင်းတက်ဘယ်လောက်ရှိပြီတော့အခုမြားတော့ပြောနေအခုခေဆယ်ဆယ်ဥမေအောင်လိုင်းတက်သူမြားကြီးပြောနေမင်းအောင်လိုင်းကိစ္စမင်းအောင်လိုင်းကိစ္စဥမေအောင်လိုင်းကပဲဒီရိုလင်ညာပြဿနာကြီးကိုလှုပ်တယ်ပေါ့စဉ်းစားကြည့်တယ်ရိုလင်ညာဆိုပြီးစဖြစ်တာက1950တခုနှစ်မှာနှစ်ပေါင်း80ကျော်သွားပြီ84နှစ်ရှိပြီဥမေအောင်လိုင်းတက်ကနော်အဲ့အချိန်ဥမေအောင်လိုင်းရှိနေသေးရခုမှမွေးကင်းတာလေးပဲရှိတော့မှာပါမမဆိုင်တာလေးရှောက်ပြောမနေနဲ့ ဘွန်းတန်းညီမြခွင့်ရကုန်ပေးမှာအဲ့ဒီဟာကအဲ့ဒီအဲ့ဒီ NUG ဆိုတဲ့အဲ့မှာဒူးဝင်ကြီးကြော်မိုးထွန်းလာလုံနေကောအဲ့ကောင်ကရိုလင်ညာနော်အဲ့ဒီကောင်ကိုယ်တိုင်ကရိုလင်ညာစင်သားကြီးအဲ့ NUG မှာတကယ်နော်ဒူးနေရတောင်းယူပြီးထမ်းဆောင်နေတဲ့ကောင်တွေကရိုလင်ညာဗျာကဲသူကပြောတယ်စစ်တပ်ပြုတ်စစ်တပ်ပြုတ်နိုင်ငံတကာနဲ့ဆက်ဆံရေးလုပ်နေတာဘယ်လိုတုံးဟောပြောနေတယ်အေရအေရတွားပြီးချုပ်ကင်ဦးမယ်ဆင်မနေနဲ့ဟောဖြစ်သူ့ ရေခိုင်မာတောင်မှပဲဒီဘင်္ဂလီတင်တဲ့နိုင်အောင်ရင်ထိန်းကြည့်အောင်မလွယ်ဘူးเนาะမလွယ်ဘူးစစ်သားပြုတ်သွားပြီထားပြုတ်သွားပြီထားလိုက် energy ကင်လိုက်ပြီအဲ့မဲ့ကလားတွေလာတော့မယ်เนาะအဲ့မဲ့အဲ့မဲ့ရိုဒင်ညာတွေနိုင်ငံသားဖြစ်ခွင့်တိုင်းသားဖြစ်ခွင့်ပေးတော့မယ်အဲ့မဲ့သူတို့ရဲ့ငွေရအလုံးကြီးနဲ့ဒီနိုင်ငံကြီးကိုလေဝကြီးအုပ်တော့မယ်เนาะအကြေခင်ဗျားတို့ကြိုက်ကြိုက်မကြိုက်ကြဟာမကြိုက်ဘူးဟောလဲမကြိုက်ဘူးဟောလဲမကြိုက်နေဘောမကြိုက်လဲသေးဆိုတာမျိုးဖြစ်သွားနေမှာတိလာ ုတ်တယ်ခင်ဗျားတို့ကျွန်တော်ယင်ပြောရလေအမျိုးသားကျိုးစီးပွားရေးတို့ဘာကြည့်မလားဟာစစ်တပ်ကုံကြိုက်ဘူး NUG အားပေးမလားဆိုငါကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်ဆိုဆိုတာမျိုးပဲနော်ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်ဆိုတယ်အဲ့ကောင်ကြီးကအဲ့တော့သိစီချင်တာအော်ဘာတော့ဦးမရောက်လည်းမပြောလိုက်ကြီးဟာငါတို့နိုင်ငံမှာရိုးလိန်ညာမရှိဘူးဟဲ့လားအော်နိုင်ငံမှာရိုးလင်ညာမရှိဘူးပြပြတတပြောတာ NUG ကပါလုံနေဟာရိုးလင်ညာလက်ခံပါမယ်လုံနေတာအကုန်လုံးကလာဖင်ရဲ့အဲ့ဒီကောင်ကအဲ့အဲ့ဒီဟွာတွေကနော် အဲ့ဒီ NUG ဆိုတဲ့ကောင်ကြီးကအကုန်ကလားဖင်ရက်နေတဲ့ကောင်ကြီးပဲနော်ဒီညာမင်းတို့ကောင်ကြီးကလားလေးလူငခုလဲငါလုံနေကြတာကလားလေးလူငခုလဲငါလုံနေကြမလုံနဲ့ကလားလေးလူငခုလဲငါမလုံနဲ့ကလားလေးလူငခုလဲငါလုံရင်တိုက်မိပြက်မယ်နော်ဟာအေးဘယ်လိုပြောရမလို့အိန္ဒိယကိုဟာပြောရရှိပါတယ်ဝင်ရုပ်လားနိုင်ငံတနိုင်ငံမှာတဲ့သူတို့လူမျိုးเนาะအစ္စလမ်ဘာသာဝင်30ရာခိုင်နှုန်းကျော်လာရင်အဲ့နိုင်ငံပြက်ပြီတဲ့အဲ့နိုင်ငံပြက်လာတဲ့မျိုးစုံတွေနဲ့တွေ့ပြီတဲ့เนาะ မျိုးစုံနဲ့တွေ့ပြီအေး50ကျော်60လောက်ရှိသွားတဲ့တေချာတဲ့အဲ့နိုင်ငံအစ္စလာမစ်နိုင်ငံဖြစ်ပြီအဲ့ဒါကိုတီးဖို့လိုတယ်အကိစစအာနာယူကောင်းတော်နေတုံးချလို့မဟုတ်ဘူးနော်ငါညီညီကိုညီကိုငါညီတော့ပြောပါဦးကျွန်တော်တက်အသက်ကြီးမဲ့ထင်ပါတယ်စိုးဝင်လားဥစိုးဝင်လားကိုကြီးစိုးဝင်လားတော့မသိသူစားဖြစ်လာတာ1900ဘယ်လိုပြောအောင်1900နောက်ပိုင်းအင်္ဂလိပ်တွေဟိုအပြစ်မှာ1824လား အဲ့လောက်ကလေးက26လား24နဲ့26စစ်ပွဲဖြစ်ပြီးချုံကလေးကနော်ရခိုင်ဘက်တွေလက်လွတ်လိုက်ရကလေးကဒီကောင်တွေကဝင်နေတာတဖြည်းဖြည်းဝင်နေတာနော်အဲ့ကလေးကတဖြည်းဖြည်းဝင်လာတာနှစ်ပေါင်းသူတို့နေသွားတော့နှစ်ပေါင်း100ကျော်ပြီးအဲ့ရနေတွေ့ကြည့်လိုက်နော်လွတ်လိုက်ရင်မရခင်ကာလာတွေကလေးကနော်လွတ်လိုက်ရင်အုပ်ချုပ်တယ်သူတို့တိုက်ပြီးကလေးကတချို့ဆိုရင်အင်္ဂလိပ်တွေနဲ့တိုက်ပြီးကလေးကအဲ့မှာခြေချနေထိုင်ခဲ့တဲ့ဟာတွေရှိတယ်ဗျာ ပြီးတော့အဲ့မှာ1900နှောင်းပိုင်း1900ပြီးအဲ့နောက်ပိုင်းမဆိုလို့ကျန်လောကလောက်တာလိုအပ်ချက်နေနဲ့ခေါ်ထည့်လာတဲ့အဲ့ဘင်္ဂလိန်ကြီးဆိုတာအများကြီးပဲဘင်္ဂလိန်ကြီးအများကြီးပဲသိသိချင်းလားနောက်ပြီးတော့ခုနကပြောတဲ့ရိုလိန်ညာဖြစ်လာတော့ဘယ်လောက်ရှိပြီချင်တော့တို့တို့ခုအခုပြောနေတဲ့ရိုလိန်ညာဟုတ်တယ်ဒီဘင်္ဂလားဘက်ကစစ်ပွဲတွင်မှာဒီဝင်လာတဲ့ဟာတွေတော်တော်များတယ်ပြီးရင်ကျန်တာပြောနေညို့ပြောမယ်ဒီတို့တို့တောင်းနေတဲ့ရိုလိန်ညာဒီ ရခိုင်မင်းရဲ့မြောက်ပိုင်းမောင်းတော်ဘက်ကိုတောင်းနေတာဘယ်ချိန်တောင်းနေတဲ့ချင်းတော့ရခိုင်မင်းရဲ့ရခိုင်မင်းရဲ့ဘယ်လိုပြောရမလဲတော့မောင်းတော်ဒီရခိုင်မြောက်ပိုင်းချမ်းကိုအစ္စလာမစ်ပြည်နယ်ပြတ်တ်မှတ်ပေးဖို့တောင်းတာ1950နဲ့တခုနှစ်မှာတောင်းတာ1950တခုနှစ်နော်အဲ့ဒီ1950တခုနှစ်မှာအစိုးရလည်းသဘောမတူပယ်ထားလိုက်လို့အဲ့ရိုလင်ညာဆိုတဲ့လုံဆက်ကြီးကိုထွန်ပလိုက်တာ1950နဲ့တခုနှစ်မှာခုနကပြောနေအဲ့ဒီရိုလင်ညာဆိုတာဖြစ်လာတာပြန်တွက်ကြည့် အဲ့ကလေးကအဲ့အဲ့ဒီအနေထားကိုပြန်ကြည့်ကြည့်မယ်ဆိုအဲ့ကလေးကကျွန်တော်မြန်မာနိုင်ငံမှာဒီကောင်လေးရဲ့တက်ရောက်မှုဒီကောင်လေးကြီးစိုးနေတာเนาะဒီကောင်လေးဒီလိုလုံနေတာဘယ်လောက်ထိရှိသလဲဆိုတော့ပြန်တက်ကြည့်လိုက်1940 41မှာ GH လုံတယ်အဲ့လွတ်လိုက်မရသေးဘူးလွတ်လိုက်ရတာ1948 48လားအဲ့မှာလွတ်လိုက်ရတယ်အဲ့ကလေးကထားပါတော့1942เนาะ42မှာ42မှာတို့မူကြရဲ့အဖွဲ့ကြီး ပေါ်တယ်မူကြရဲ့ဖွဲ့စည်းဖွဲ့စည်းတယ်เนาะအဲ့အဲ့အနေမှာထားတယ်လက်နဲ့ထားတာ1960မှာခြားတာเนาะမူကြရဲ့ဖွဲ့စည်း1960မှာခြားတာ1900အမယ်ဆယ်နှစ်ကျော်เนาะဆယ်နှစ်ကျော်ဟောလို့ရှိမယ်ပေါ့16နှစ်ဆက်ရှင်နဲ့ထားပါတော့ဆက်ရှင်နဲ့လောက်အဲ့ဒီမှာကျွန်တော်ရခိုင်လူတို့အဲ့ဒီမှာရှိနေတဲ့ရခိုင်လူတွေကိုအကြမ်းဖက်ခဲ့တယ်เนาะရခိုင်တွေဆိုအဲ့ဒါကြောင့်မို့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့မြောက်ပိုင်းကရခိုင်တွေကုန်ပြီးတော့တောင်ပိုင်းကိုရောက်လာတာလीဟာလား တက်ဖြတ်ပြီးတော့မှဒီမြောက်ပိုင်းရရခိုင်နေသူတို့မှဒီဟွာရခိုင်တယောက်လည်းပြောပါတယ်မနေရဘူးတဲ့သူတို့မှဘေးမှာကကျွန်တော်ကျွန်တော်တို့ရခိုင်တရွာလေးပဲရှိမယ်ဘေးမှာကသူတို့မွတ်စလင်ရွာလေးလင်းဝါရရှိလာဘယ်ရခိုင်မှမနေရတော့ဘူးတဲ့သူတို့ကလှုပ်တာပုံမှန်လှုပ်တာမဟုတ်ဘူးညဘက်ကြီးတွေလာပြီးတော့တကောင်တူများအိမ်နေပြီဆိုတော့ကမှတိုင်ဝင်တိုင်ထက်လိုက်ပြီးတော့တွေ့တာကဲ ဲ့ဒါမျိုးတွေလောက်ခံခဲ့ရတာလေရခိုင်နေအတိဆုံးပဲအားကြောင့်မို့ကျွန်တော်ပြည်မာတဲ့ဟာဘယ်လိုပြောမလဲဒီမိုကရေစီရောလူခွင့်ရေးရောကန္နန်းန်းကောင်တွေကဘာပြောနေဟာဟာမင်းတို့ကောင်တွေကလူမျိုးရေးဆွံ့ရောက်ခဲ့ခွဲခြားတယ်ဟဲ့လားမဘာတာဘာလဲမြို့ဘာကြဘာတွေလုပ်နေကြတယ်ကဲရခိုင်နေကိုသွားမြင်ရခိုင်ပြောသွားတာရှင်းရှင်းလေးပဲရခိုင်ဟိုပြောမလဲနိုင်ငံရေးတမကျွန်တော်တော့မေ့နေတာပါအဲ့လွတ်တော်အမှတ်လေအဲ့ဘင်္ဂအဲ့အဲ့ဒီရခိုင်ရွာတွေဘူးတော်မောင်းတော့ဘက်ကအဲ့ရွာတွေတော့သွားခိုင်းကျင်တာတဲ့ကဲ သူတို့ရခိုင်မပြောနဲ့နော်စစ်သားတောင်မှပဲနေကင်းဘက်တောင်တယောက်ထဲမသွားရဘူးတဲ့အဲ့ရွာတွေထဲမှာအဝင်ပဲရှိတယ်ထွက်မရှိဘူးတဲ့ကဲစဉ်းစားကြည့်ညတော့ပြောရင်ဒါကျွန်တော်တို့ရှောက်ပြောတာမဟုတ်ဘူးဘာသာတဲ့သူရရှောက်ပြောနေတာမဟုတ်ဘူးကျွန်တော်ကြားခဲ့တဲ့ဖတ်ခဲ့တဲ့သိခဲ့တဲ့ဒီဟာတွေကိုပြောတာနော်အဲ့လူတွေကလည်းကျွန်တော်ပြောတဲ့ဟာတွေကလည်းသူများရန်တမ်းပြီးတော့ line ပေါ်မှာပတ်ပြီးညင်းနေပြီးညင်းနေတဲ့လူတွေစီကနားတောင်ထားတာမဟုတ်ဘူး တကယ်စာတမိုင်းကိုလေ့လာပြီးတော့မှတကယ်ပြောနေတဲ့လူတွေရဲ့စကားကိုကျွန်တော်တေချာပြန်နားထောင်ပြီးတော့သူတို့ပြောတာကိုကျွန်တော်နေပြန်တစ်ဆင့်ပြန်မျှဝေတာပဲရှိတာနော်အဲ့တော့သိစီခြင်းတယ်အဲ့ကျန်နာကဘယ်ရစလာလဲခုနကပြော1950ထားပါတော့ rolling-nya ဖြစ်တာလေ rolling-nya စဖြစ်တာ1950တင်နော်1951ဆိုတော့အခုဘယ်လောက်တော့2025နော်2025နှစ်ပေါင်း86နှစ်ရှိသွားပြီ2025ငါဘယ်လိုပြောမလဲ50နဲ့50နှုတ်ခွာပေါ့20 ထားပါတော့90ဆိုလို့ရှိရင်ထားပါဘော90 90နဲ့5 94ပေါ့နှစ်ပေါင်း94နှစ်ရှိသွားပြီဥမေအောင်လိုင်းတက်ဘယ်လောက်ရှိပြီတော့အခုညတော့ပြောနေအခုခေဆက်ဆက်ဥမေအောင်လိုင်းတက်သူများပြောနေမင်းအောင်လိုင်းကိစ္စမင်းအောင်လိုင်းကိစ္စဥမေအောင်လိုင်းကပဲဒီရိုလင်ညာပြဿနာကြီးကိုလှုပ်တယ်ပေါ့စဉ်းစားကြည့်တယ်ရိုလင်ညာဆိုပြီးစဖြစ်တာက1950ခုနှစ်မှာနှစ်ပေါင်း80ကျော်သွားပြီ84နှစ်ရှိပြီဦးမင်းအောင်လိုင်းတက်က နော်အဲ့အချိန်ဦးမြောင်လိုင်းရှိနေသေးတယ်အခုမှမွေးကင်းစာလေးပဲရှိအောင်မှာပါမမဆိုင်တာတွေရောက်ပြောမနေနဲ့သိစေချင်တာကထားပါဒါတွေကဘယ်လူတွေဘယ်ဟာတွေလုတ်တယ်မလုတ်ဘူးဆိုတော့ကျွန်တော်တို့နေနဲ့သွားပြီးညင်းခုံနေနဲ့ဒါပေမဲ့ကျွန်တော်တို့ဒီပြဿနာကြီးကျွန်တော်တို့ခေါင်းပေါ်ကျလာပြီဒီချီးတုံကြီးဘယ်သူပါခဲ့မှန်းမသိဘယ်သူလုတ်ခဲ့မှန်းမသိဒီအရှုပ်ထုတ်ကြီးကကျွန်တော်တို့ခေါင်းပေါ်ကျလာပြီကျွန်တော်တို့စဉ်းစားမှာငါတို့ဓာယူဘယ်လိုဖြည့်ရှင်းမလဲပေါ့နော်ဒီကပအမိုက်ထုတ်ကြီးကိုကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းရမလဲနော်ဘယ်လိုဖြည့်ရှင်းရမလဲ မြန်မာပြောရင် energy လက်ထက်မှာလုတ်သွားတဲ့ဘာတွေလုတ်သွားတော့စင်းရဲတကောင်စင်းရဲစစ်တဲ့ဥပဒေတွေပြင်သွားတယ်အဲစင်းစစ်ဥပဒေတွေပြင်သွားတယ်နောက်ရောက်ခံဥပဒေတွေပြင်သွားတယ်ပြီးရင်ဒီတခုရှိပါသေးတယ်ဘယ်ဒုက္ခတွေဒီပါဒီဝင်လာလို့ရအောင်เนาะဝင်လာလို့ရအောင်နိုင်ငံရေးစီးရဖြက်စီးတဲ့ဥပဒေဆိုရှိတယ်အဲ့ဒါအောင်မှာဒုက္ခတွေလက်ခံလို့ရအောင်လုတ်သွားတာရှိတယ်เนาะကလေးနှစ်ယောက်မွေးစားခွင့်ဥပဒေနိုင်ငံခြားကကလေးနှစ်ယောက်မွေးစားခွင့်ဥပဒေလုတ်သွားတာရှိတယ်အမျိုးမျိုးနဲ့လုတ်သွားတာရှိတယ်ကဘာမှာเนาะကဘာမှာ ဒုက္ခတယ်80ရာခိုင်နှုန်းက85ရာခိုင်နှုန်းကအစ္စလမ်ဘာသာဝင်နေနော်အမျိုးမျိုးတော့ကြောင်းနေကြောင်းဒီကောင်တွေအစ္စလမ်ဘာသာအစ္စလမ်ဘာသာဝင်နိုင်ငံတွေလည်းမသွားဘူးအဲ့လောက်တော့လူသားချင်းကိုချင်းစာပြီးတော့တနာစရာလေးလို့မြင်နေတယ်အခုစဘာလုံးနေရောပင်ကလီတွေပေါ့ပင်ကလီတွေဟာရိုးလိညာတွေဒုက္ခတဲ့စကားမှာတနာစရာလေးပါဆိုပြီးတော့မျက်ရချူပြနေတယ်နော်သူတို့ဘာသာတူနေတာပဲဗျာဟာလားအစ္စလမ်မနိုင်ငံ58နိုင်ငံတောင်ရှိတယ်ကမ္ဘာမှာ58နိုင်ငံရှိတယ်ဘာသာတူနေတာပဲဗျာ DNA တွားစစ်ကြည့်လိုက်သူတို့နဲ့ကိုက်ညီနေတာပဲเนาะ DNA လည်းသူတို့နဲ့တူမှာပဲ ခေါ်ပါလားကိုနိုင်ငံတွေကိုဟိုကိုဘာသာသူကိုဘာသာသူတွေကိုဘာသာဝင်တွေခေါ်လေကိုနိုင်ငံကိုခေါ်သွားကျွန်တော်ပြောချင်တာအဲ့တော့တနာစရာလေးလို့မြင်နေရင်ဟုတ်လားအဲ့တော့တနာစရာလေးလို့မြင်နေကိုနိုင်ငံကိုခေါ်ထည့်သွားကျွန်တော်ပြောချင်တာရှင်းရှင်းလေးအဲ့တော့ပြဿနာဘာပြဿနာမှမရှိဘူး ဘာတရနာမရှိဘူးကျွန်တော်မြန်မာတိုင်းနာမြန်မာနိုင်ငံနာညီကိုမောင်တော်တွေအကုန်လုံးတိုင်းသူခွင့်ရတိုင်းသူညီမြခုနပြောတဲ့ predator ဆိုတဲ့ပုံစံမျိုးကိုဒါစီးလုံးနဲ့တွားနိုင်အောင်လုပ်မှရမယ်အဲ့ဒါတော့ခုနပြောတဲ့ရခိုင်ပြည်နယ်မှာဆိုလည်းရခိုင်ဝန်ကြီးချုပ်ရခိုင်ပြည်နယ်မှာဆိုလည်းရခိုင်ဝန်ကြီးချုပ်ရှိတာပဲရှိရရှိရမယ်ပေါ့ဒါတူပဲပြည်နယ်မှာမဆိုတူတူဟာနဲ့တူဒါတိုင်းနာခွင့်ရလို့ပြည်ပြောဝရရမယ်နိုင်ငံသားခွင့်ရပေါ့တိုင်းသူညီမြတိုင်းသူညီမြဒါမျိုးတွေဖြစ်လာနိုင်အောင်ကျွန်တော်တို့စူးစမ်းနိုင်ရမယ် နော်လုံးဝမယ်အဲ့ဒါတွေကအဲ့ဒါတွေကိုခုနပြောတဲ့လက်နက်တင်နေတော့သွားမတောင်းနဲ့လက်နက်တင်နေတော့သွားလုံးနေနော်တိုင်းပြည်ပျက်စီးဖို့ပဲရှိတယ်နော်ဒီတက်ဘူးပျက်စီးဖို့ပဲရှိတယ်ကောင်းလာကြပါဘာမှမရှိဘူးကောင်းလာကြပါဘာမှမရှိပါဘူးခင်ဗျာအဲ့တော့ကျွန်တော်တို့အနေနဲ့ကပြန်ကြည့်ရမှာကဒီနိုင်ငံကိုကောင်းလာအောင်ကျွန်တော်တို့ဘယ်လိုတွေစူးစမ်းကြမလဲဘယ်လိုတွေခြံစည်းရမလဲဘယ်လိုတွေလုပ်ရမလဲပေါ့နိုင်ငံအကျိုးကိုကြည့်ပါနော်ကိုနိုင်ငံရဲ့ဂျိုးစီဘောက်ကိုကြည်ပါရင်မျောကန်းနေတဲ့ဂျိုးစီဘောက်ကိုမိထားလိုက်ပါအဲ့တော့သိစေချင်တယ်နော်